ကြက်မိုက်ခကြီးထဲမှာကြက်မိုက်တွေကင်လာတော့မှန်ပါတယ်တခုတော့ပြောလိုက်မယ်ကွာကြက်မိုက်ကင်ပြီးတော့လူမမိုက်ဖို့တော့လူเนาะဒီကြက်မိုက်ခရောက်တဲ့အချိန်မှာအဲလူတွေအများစုကြက်သမားအများစုကဒီကြက်မိုက်တွေကိုပဲအူစားပြီးကင်နေကြတယ်ခစ်ကလည်းအခုကကြက်မိုက်ခဖြစ်နေတယ်အဲ့တော့မင်းတို့ဥပဒေတည်တဲ့အတိတခုပြောပြမယ် ကျင့်မိုက်ကံတော့ကျင့်မိုက်နှစ်မျိုးရှိတယ်နှုတ်ရောက်ရှီရောက်ကျင့်မိုက်တမျိုးနော်နောက်ခေါင်းနဲ့ခင်းပြီးမိုက်တဲ့ကျင့်မိုက်နော်ခေါင်းနဲ့ခင်းပြီးကျင့်မိုက်ရဲ့နှုတ်ရောက်ရှီရောက်ခွတ်လိုက်တဲ့ကျင့်မိုက်ကျင့်မိုက်နှစ်မျိုးရှိတယ်အဲမင်းတို့ဒီခေါင်းနဲ့ခင်းပြီးမိုက်တဲ့ကျက်တွေကတော့ဒီတိုင်းဒီတေးကြီးဘယ်လောက်ပါတာမကင်နဲ့ ဟာမင်းဒီခေါင်းနဲ့ခင်မိမိုက်တဲ့ကြက်မိုက်တွေอ่ะသူသူကကျွေးပြီးမှမိုက်ရဟာလားကြက်ပွဲတပွဲလုံးကိုမဲရလေသူကချုံးမို့อ่ะမဲအချိန်ပြည့်သူကညစူးစားနေတာအဲ့တော့ကြက်မိုက်တွေကိုင်မယ်ဆိုရင်နှုတ်ရောက်စီရောက်ကြက်မိုက်တွေကိုင်နော်အဲ့တော့ခေါင်းနဲ့ခင်မိကြက်မိုက်တွေကိုင်မယ်ဆိုရင်တော့မင်းတို့အချိန်ကျိုးပေါ်လမ်းလျှောက်နေရလို့ပဲအဲ့တော့ဥပနိယကြက်ပွဲတပွဲမှာရစ်တကောင်နဲ့မဲစိမ့်တကောင်နဲ့တိုက်မဲစိမ့်က အရာပေါက်တဲ့ခုံမြင့်နဲ့ကြက်ပေါက်ကိုကနှစ်မွေးလို့ပက်လက်ဒီပက်လက်နှိမ့်အရာအရာလဲနှိမ့်နေခုံလဲနှိမ့်နေအကန့်လဲတူတယ်ဟိုကြက်ကဟိုဆောက်ထူးနီးပါကွာနေဒါလည်း तू ကကြက်အုပ်နှစ်မွေးလို့ तू ကကဲ့လိုက်လို့ချင်းလေဘင်းမှလေဘင်းကျူးအဲတက်ဒီပုံစံမျိုးနဲ့တိုက်တာဒါနဲ့ तू ရဲ့ခေါင်းကွက်ကကြက်မိုက်ခေါင်းကွက်ဆိုမှ तू ကခေါင်းကျွေးပြီးမိုက်တဲ့ကြက်မိုက် တော့ဟိုကြက်ကိုအပေါ်ကြက်ပေါက်ကိုလေဘင်းကိုဖန်ခေါ်လိုက်လေဘင်းကိုဖန်ခေါ်တော့လေဘင်းလန်သွားအချိန်မှာသူကအပေါ်ကြီးပေါက်သွားကြီးတသိန်းတောင်းငါးသိန်းငါးတောင်းဓာမျိုးကြီးပေါက်ကုန်နောက်ဆုံးတော့အခုတောင်အရင်တော့ကလည်းပြောဘူးပဲကြက်တရလေဟိုခွင့်ထိန်းလို့ရတယ်နော်ဟုတ်လားလေဟိုခွင့်ထိန်းလို့ရတယ်ဘိုက်ပေါက်ကိုခွင့်တာထိန်းလို့မရတာအော်လေဟိုခွင့်ထိန်းလို့ရတယ်ဆိုတော့ခုတော့အောက်ကနည်းနည်းပြတ်ပြီးတော့စားထားကြူထားတယ်အဲ့တော့မင်းတို့ကြက်မိုက်ကြိုင်မယ်ဆိုလို့ရှိရင် ခေါင်းနဲ့ခင်းမိုက်တဲ့ကြက်မိုက်သူအိမ်မှာကြက်မတွေကိုနိုင်ခဲ့တဲ့တောင်ကင်ရင်သေးရဆိုလို့ရှိရင်အိမ်မှာကြက်မတွေရှိရင်မလိုက်မိစီနဲ့လိုက်မိစီမလို့ကောင်အမျိုးတစ်ဖြည်းဖြည်းပွားပြီးတော့တောက်ချောက်စိတ်ဆင်းရဲခြင်းနေနဲ့ကြုံအောင်ပါပဲနော်အဲ့တော့ကြက်မိုက်နှစ်မျိုးရှိပါတယ်ခေါင်းနဲ့ခင်းပြီးမိုက်တဲ့ကြက်မိုက်နော်နှုတ်ရောက်ရှူရောက်ခုတ်တဲ့ကြက်မိုက်နှုတ်ရောက်ရှူရောက်ခုတ်တဲ့ကြက်မိုက်တွေကဒီကနေ့ တက်လောကမှာတော်ရန်ကိုင်းနေကြတယ်အဲ့တော့ခေါင်းနဲ့ခင်းပြီးပြက်မိုက်တရားဆိုလို့ရှိရင်အဆီကျိုးဖို့လမ်းလျှောက်နေလို့ပဲပွဲစဉ်တပွဲလုံးကိုကနိုင်နေတယ်နောင်မှနော်အမြဲတမ်းကြိုပါဟာလားဘာဖြစ်လို့လဲဆိုတော့ဒီပြက်မိုက်တရားအချိန်ပြီးရှုံသွားနိုင်တယ်သူကခေါင်းနဲ့ခင်းပြီးသူများကိုကျွေးပြီးမှမိုက်ရတဲ့အမိုက်ကိုတစ်ချက်မရှိတစ်ချက်ထိမှာပဲအတိတ်နဲ့အဲ့လိုခေါင်းနဲ့ခင်းပြီးမိုက်တဲ့ပြက်မိုက်ပြက်မိုက်ဘလောက်အပေါ်ကြီးရောက်ရောက်ကျူထားပါဟာလား မနေ့ကတော့ပွဲတင်ဒီလူပွဲနဲ့ပဲကြုံခဲ့ပြီးသူ့ကောင်းတော့မချုံးပါဘူးအဲ့ဒါတခြားလူကြီးရှုံးကုန်ကြတယ်ကြက်မိုက်ဘလောက်ချီကောင်းကောင်းခေါင်းနဲ့ခင်းပြီးမိုက်မယ်ဆိုရင်တော့အတိတ်တန်းနဲ့တွေ့တစ်ချိန်ချိန်မှာချိန်မောင်းများစွာဒုက္ခပေးနေဦးမှာပါလို့နော်ဟုတ်လားကဲဒီနေ့ကြက်မိုက်နဲ့ပတ်သက်ပြီးတော့စကားလေးနည်းနည်းပြောခြင်းအဲ့တော့ဒီနေ့ခင်မှာရေပန်းစားနေတာအာကြက်မိုက်ကြီးပဲ အဲ့တော့ကြက်မိုက်တွေကြီးတယ်အဲ့တော့ကြက်မိုက်တွေကိုလူငယ်တွေရောဟိုအရင်စနစ်ဟောင်းလူတွေတောင်မှကြက်မိုက်ကြိုက်တဲ့အနေထားတိဒါရောက်လာတဲ့ခေတ်ရောက်ကြက်လိမ်မှာဆိုလဲအမတန်ရှားသွားခဲ့အဲ့တော့ကြက်မိုက်ဆိုတာမင်းနှစ်မျိုးရှိတယ်နော်အဲ့တော့ဥတော်တို့လည်းအခုကြက်မိုက်နားကိုနည်းနည်းကူးရမဲ့အနေထားရောက်လာပြီ။ကောင်းတော့အလိမ်မာတွေကတော်တော်တော်မချိတဲ့လောက်ခြားသွားတဲ့အတွက်ကြောင့်အဲ့တော့ကြက်မိုက်နှစ်မျိုးရှိရဲ့နော်။ကြက်မိုက်ဆိုတာ ပုံမှန်နဲ့ရိုးရိုးပုံမှန်မိုက်ခဲ့ကျင်တဲ့ဒုံးစွတ်တူစွတ်ကြရှီရောက်နှုတ်ရောက်ရှီရောနှုတ်ကိုတပါတဲ့ခေါ်တဲ့ကြက်မိုက်နဲ့ကြက်မိုက်နှစ်မျိုးရှိရဲ့အဲ့တော့မင်းတို့ဘုန်းအဲ့နှစ်မျိုးထဲမှာနော်ပုံမှန်နဲ့ရိုးရိုးမိုက်တဲ့ကြက်ကတော့ဒါချုံဖို့啊များတယ်နော်ချုံတတ်တယ်အဲ့တော့ကြက်မိုက်ကြိုင်မယ်ဆိုရင်ဟလာနှုတ်ပြီးရှီရောက်ဒုံးခွတ်တဲ့ကြက်မျိုးဒါမင်းတို့ကြိုင်ရမယ်လို့ဆိုလို့လား ဲ့တော့နောက်ဒီကြက်မိုက်မှာဘယ်လိုလဲကြက်မိုက်ကအကြာကြီးခုတ်တဲ့ကြက်မိုက်နောက်တစ်ခါနော်အကြာကြီးခုတ်တဲ့ကြက်မိုက်ခဏလေးခုတ်တဲ့ကြက်မိုက်နှစ်ခုရှိတယ်မင်းအဲ့ဒီကြက်တကောင်ကအခုပထမတစ်ဝိုင်းမှာကြက်မိုက်တကောင်ကိုကကင်ထားပြီပထမတစ်ဝိုင်းမှာကြက်တိုက်လိုက်ရောကြက်တဲ့ခါကျတော့ဒီကောင်အမိုက်မက်ချင်းတွေ့တယ်တဏိုင်နဲ့လည်းမပြီးဘူးတဏိုင်ခွင်းနဲ့လည်းမပြီးဘူးအေးအဲ့ကောင်ဒါပေမဲ့လည်းသူနိုင်ခဲ့ပြီ နိုင်ခဲ့ပြီအဲ့ဒါပထမတပွဲတတိထားနောက်တပွဲမှာလည်း तू တနအီကြော်တယ်တနအီခွဲကြော်တယ်နှစ်နာရီလောက်ကြာတယ် तू နိုင်ခဲ့ပြီဒါပေမဲ့အဲ့ကျက်မိုက်ကိုတတိထားတော့နော်အဲ့ကျက်မိုက်ကကိုယ့်ရဲ့ထဲငွေနှုတ်တော့မှာဟုတ်လားကျက်မိုက်ဆိုတာတကယ်ကောင်းလို့ဆိုခဏလေးပဲခေါ်တာမိနစ်90ကံဒီ၄၀တချို့ဆိုနိုင်ဝက်လောက်နေတယ်ပြီးရဲ့အဲ့တော့မင်းတို့ဒီကြက်မိုက်ကြီးကင်မယ်ဆိုရင်ပုံမှန်တမ်း ြက်မိုက်ဒီအတွာလာပုံမှန်တိုင်မှန်မှန်နေတဲ့ကြက်မိုက်ဒီဓာရီမကင်နေရဲ့နော်နောက်ကြက်ပွဲတစ်ပွဲမှာအကြာကြီးခုပြီးမှနိုင်တဲ့ကြက်ကိုမကင်နဲ့အကြာကြီးခုပြီးမှနိုင်တဲ့ကြက်မိုက်ဟာမင်းတို့ဒုက္ခပေးမှအိတ်ကတည်းကငွေကိုနှုတ်မှဘာဖြစ်လို့လဲဆိုတော့ဒီကောင်အကြာကြီးခုထားတဲ့အတွက်ကြောင့်မဟုတ်ဘူးသူဟာတစ်ဖက်နဲ့တစ်ဖက်တိုက်ခိုက်လိုက်တဲ့အချိန်မှာသူ့အသားတွေကမာတောင်တူးကြောက်ပေါ့မာကောင်အဲ့ဒီမာတယ်ဆိုတာလေမင်းတို့ရူးမဟုတ်ဘူးနော်အဲ့ဒါဒန်း တပွဲအနေနဲ့နှစ်ပွဲနှစ်ပွဲပေါင်းလာပြီဟိုဘက်ကိုအဲ့ကျက်မိုက်ကြာထားပြီဆိုဒါဆက်မကင်တော့နဲ့မတိုက်တော့နဲ့ဟာခမရဆရာကြီးလှုပ်လုံးရဲ့ဖြစ်ဦးမယ်မဟုတ်ဘူးဆရာကြီးလှုပ်လုံးမှာမဟုတ်ဘူးခမရတို့ကျက်မိုက်ကကြာရင်ကောင်းကုန်မကောင်းတာအဲ့ဒါတော်တော်ဆုံးလို့ကျက်မိုက်ကြာတာကျက်မိုက်တကယ်ကောင်းလို့ခဏလေးပဲပြီးတာအဲ့တော့ကြာတဲ့ကျက်မိုက်တီကိုမကင်ဘူးဟာကဲကျက်သမားပေါ့စားကြီးဦးတော်တော့ဒီနေ့မင်းတို့လမ်းလေးနည်းနည်းဖွင့်ပေးလိုက်ပြီဟဲ့လားကျက်မိုက်ကင်ရင်လည်းဆိုဒုံမိုက်ကိုကင်ဟဲ့လား ခဏလေးပြီးတဲ့ကြက်မိုက်ကိုပဲကင်ဟဲ့လားတနားကြီးခွဲလောက်ရှိတဲ့ကြက်မိုက်ကိုသွားကင်ရင်တော့သူကတပွဲစားနှစ်ပွဲစားနိုင်ပြီနောက်သုံးပွဲစားမှာခံလာရတဲ့ဒဏ်တွေပေါင်းပြီးတော့အဲ့ကြက်မိုက်တွေကခြုံတတ်ပါတယ်လို့ဥပဒေဒီနေ့ဒီနေ့ရားနေနော်เนาะပညာဘဟုတုတလေးတစ်ခုပြီးလဲဥတော်ဖရန့်ထဲမှာဟိုဥတော်အုပ်စုထဲမှာပေါ့ကြက်မိုက်ကင်တဲ့လူတွေကဒီခေတ်ထဲမှာတအားများတယ်များနေတဲ့အတွက်ကြောင့်ဥတော်ကြီးတာတို့တော့ကြက်မိုက်ပဲကြိုက်တယ်ကြက်မိုက်ကင်ကျင်တယ် ကင်လို့မရဘူးလားအကင်လို့ရတယ်ကြက်မိုက်တကောင်ဟာနော်ကြက်မိုက်တကောင်ဟာနံပါတ်1ကြက်သက်ကောင်းရမယ်နော်ကြက်သက်ကောင်းရမယ်အဲကြက်သက်ကောင်းရမယ်နံပါတ်2ခန္ဓာရှင်အပြည့်ဝရှိရမယ်နော်ခန္ဓာရှင်အပြည့်ဝဟုတ်လားကြက်တကောင်မာတူးတစ်ပိတ်နေတဲ့အနေအထားမျိုးဆိုလေဒါပိုကောင်းတာပေါ့နော်အဲ့တော့သူဟာနံပါတ်1အရေးကြီးဆုံးကတော့ကြက်မိုက်ကခန္ဓာရှင်ကြီးကကောင်းရမယ်ကိုနှုတ်ကြီးကန်းရလို့ရှိရင် ပြီးရမယ်ဒီမျိုးတော့အဲ့ဒါမျိုးဆိုတော့တဘာသာကောင်းကောင်းပါတဲ့အတွက်ကြောင့်ဒါမျိုးကြက်မိုက်တွေကိုတိုက်လို့ရတယ်အဲ့တော့ဟိုနှုတ်တီးကန်ရောက်တော့လဲမဘူးဘူရင်တော့လဲမိုက်နေတယ်ဒါဆိုရင်တော့မနုဒီကြက်မိုက်တွေကင်လို့မရဘူးဟုတ်လားဟိုနှုတ်တီးကန်လဲမပြီးဘူးွာကြက်မိုက်ဟိုကိုက်ခုတ်တော့လဲမရဘူးမပြီးတော့ဘူးဆိုတော့မနုဒီကြက်မိုက်မျိုးတော့မကင်နေပေါ့နော်အနည်းဆုံးတော့ဥတော်တော်ကြက်မိုက်တွေနှုတ်ပြီးရွာပြီးရှီချွတ်ပေါင်းတဲ့ဟာလေး တလောက်လေးဆိုရင်ပို့ပြီးတော့ဟိုပို့ပြီးတော့ကောင်းတယ်မနှုတ်အတွက်เนาะအဲ့တော့နှုတ်ဒီကန်းရလို့မှရှိမပြီးရင်တော့မနှုတ်ကြက်မိုက်တွေကိုမကင်နဲ့အဲ့တော့ကြက်မိုက်တဲ့ကောင်ကင်ပြီးပြီကြက်မိုက်တဲ့ကောင်ကင်ပြီးပြီဘယ်လိုကြက်ဆက်မလဲအဲ့တော့ကြက်ဆက်မလဲဆိုလို့ကြက်မိုက်တဲ့ကောင်ကင်ထားပြီးဆိုအဲ့တော့မိကြက်မိုက်တွေကိုနဲ့မာတူးအောင်ပုတ်တယ်ဆိုရဲကိစ္စအဲ့မာတူးအောင်ပုတ်တယ်ဆိုရဲကိစ္စမိုင်းအလုံးကျုံမာသွားဟိုအလုံးကျုံဖြစ်သွားအောင်မပုတ်ပြနဲ့တော့အလုံးကျုံဖြစ်သွားအောင်ပုတ်သွားလို့ရှိရင်မာတာနှစ်မျိုးကြီးရယ်နော် နော်မာရာနှစ်မျိုးရှိတယ်အေးမာရာအသားမာရာနှစ်မျိုးရှိတယ်ဟဲ့လားအဲ့တော့မနှုတ်ချက်တွေအဓိကတော့အေးမာကြက်ရိုးကြက်တရအောင်ဒါဆိုရင်တော့ပိုကောင်းတယ်ဟဲ့လားအသားမာတယ်ဆိုတာကြည်ပြီးကြည်ပြီးမာနေတဲ့အမာနဲ့အေးပြားမာတာနဲ့ကွာတယ်အေးပြားမာတဲ့ကြက်ကပိုပြီးလက်ဆက်တယ်ကိုအားချီတွဲအားပိုကောင်းတယ်အဲ့တော့မနှုတ်ချက်မိုက်တွေကိုင်မယ်ဆိုလို့ရှိရင်နည်းနည်းဖြီးခွာတတ်တဲ့ကြက်လေးလောက်တုတ်ဒီကန်တွေ့ပြီးတဲ့ကြက်လေးဒီလောက်တော့ကိုင်ဟဲ့လား အဲ့တော့ကြက်မိုက်တကောင်အနေနဲ့ဟိုဘက်ကြက်ကိုဘယ်လိုစက်မလဲဆိုလို့ရှိရင်ဟုတ်လားကြက်လေလေဦးကင်းသေးတဲ့ကြက်တို့တို့ထမထမခေါင်းဦးကင်းခေါင်းဦးကင်းပေါ့တို့ခေါင်းဦးကင်းပေါ့ခေါင်းဦးကင်းနောက်မှာဇောင်းမှာဟုတ်လားမာကင်ပါတဲ့ကြက်တို့ဟုတ်လားအဒီခေတ်မှာတော့လဘန်းမလုံးရတဲ့ကြက်တိတ်မရှိဘူးအဲ့တော့ဒီလိုဦးကင်းဦးကင်းသေးထားပြီးတော့ဟုတ်လားဒီမှာအမွေးတောင်မပြုတ်ဖက်နဲ့ဒီမှာမာကင်သဘောမျိုးကြီးပါတယ်နော်ဒီပေါင်မွေးတွေပါတိတ်မကျဘူးနော် ဒါမျိုးဆိုရင်တော့ဒါအဲ့ကျက်တွေကလပတ်လုံးပဲကျက်တွေနော်အဲ့တော့အဲ့ကျက်မျိုးတွေကိုလိုက်တိုက်နော်အဲ့တော့မမာတဲ့ဥစ္စာတော်မှာကြည်တဲ့အမာကိုမလိုချင်ဘူးဟုတ်လားအရေးထူပြီးမာတဲ့အမာမျိုးကပို့ပြီးကောင်းတယ်နော်အဲ့တော့ကြက်မိုက်တကောင်ကင်လို့မရဘူးလားကင်လို့ရပါတယ်နော်ကြက်အမိုက်ကကိုကနှုတ်ပြီးကန်းရမှဟိုကောင်းတဲ့ကြက်ဆိုရင်အဲ့လိုခုနကကြက်မျိုးကိုခြားတိုက်လိုက်ရင်ကိုကောင်းတယ်ဒါတော့မှဥဆောင်ဒီနေ့ဒါ ဒါဘွိုက်ကာမနဲ့ဥတော်ရဲ့ကိုဝိုင်းခိုင်းခါတာတကောင်တစ်ချက်ကြီးရဲ့သားနော်ဒါဒီနေ့မနေ့မှအခုကသွားပြီးတော့ဟုတ်ရေချက်စိတ်ကသွားဖမ်းလာတပိဒ္ဒဘိက30လောက်ရှိမှာဟိုမှာ6လောက်ကြီးလေကြီးကြီးလောက်ကြီးလေကြီးဟောဒါဒါဒါဘွိုက်ကာမအနေနဲ့ပေါက်တာအဲ့တော့ကြက်မိုက်ကင်မဲ့ဆိုလို့ရှိရင်မင်းတို့အဲ့လိုမျိုးလေးတွေဖြစ်အောင်ကင်ဟဲ့လားသူကိုနှုတ်ကြီးကန်းရလို့မပြီးတဲ့ကြက်မျိုးတော့လုံးဝမကင်နဲ့ဟဲ့လား